အသက်အကြီးမြတ်တဲ့ယောဂါကိုပိုင်းဆိုင်ထားရတဲ့ကောင်းပါလေဘဝရဲ့တန်ဖိုးကိုဘယ်လိုမြင်လဲလို့မေးရင်လူအများစုကငေးရွယ်နှူးပြမှုကိုပဲအရင်ပြေးမြင်ကြပါလိမ့်မယ်ဒါပေမဲ့ကံဆိုးစွာနဲ့ပဲအသက်ကြီးခြင်းဆိုတဲ့အရာကအချိန်မတိုင်ခင်ရောက်လာတဲ့အခါမှာဒီကောင်းပါလေးကတော့အဒယ်လီယာရူးစ်လို့ခေါ်တဲ့ကောင်းပါလေးပါသူကတော့အသက်အရင်ကြီးမြတ်တဲ့ယောဂါကိုခံစားနေရပါလိမ့်အဒယ်လီယာရူစာဟက်ချင်ဆန်ဂဲဖို့ပရိုဂျီရီယာဆင်ဒရုံး HGPS လို့ခေါ်တဲ့ရှားပါမျိုးရိုးဗီဇာယောဂါကိုခံစားခဲ့ရသူဖြစ်ပါတယ် ဒီယောဂဟာကလေးတွေရဲ့ခန္ဓာကိုယ်ကိုတာမန်ထက်အများကြီးပိုပြီးမြင်မြန်အိုမြင်စေပါတယ်တနည်းအားဖြင့်ပြောပြရရင်တော့မျိုးရိုးပိစာချွေရင်းချက်တစ်ခုကြောင့်သူမရဲ့ cell တွေဟာပုံမှန်ထက်အစာများစွာမြန်ဆန်စွာအိုမင်းသွားပါလိမ့်။အတလီယာဟာတာမန်ကလေးတွေထက်အရွယ်အစားသိငယ်ပြီးသပင်ကျွတ်တာ၊အရေပြားပါတာ၊အဆင်မြင့်ကြိုက်ခဲတာနှလုံးသွေးကြောဆိုင်ရာပြဿနာတွေလည်းခံစားခဲ့ရပါလိမ့်။သူမရဲ့ပြင်းပြတတ်တန်းဟာ73နှစ်ဝန်းကျင်သာရှိပေမဲ့သူမကတော့အကောင်းမြင်စေအပြည့်နဲ့ပျော်ရွှင်စွာနေထိုင်သွားခဲ့ပါလိမ့်။ ဒါဟာသူမရဲ့စိတ်ဓာတ်ခိုင်မာခြင်းနဲ့ဘဝကိုအကောင်းဆုံးဖြတ်သန်းမှုဆုံးဖြတ်ထားခြင်းကိုပြသပါရည်။အဒလီယာဟာသူမရဲ့နေ့စဉ်ဘဝတွေကို YouTube မှာဗီဒီယိုတွေတင်ပြီးလူများနဲ့မျှဝေခဲ့ပါရည်။သူမရဲ့ဗီဒီယိုတွေဟာပျော်ရွှင်မှု၊ရီမောပျော်ပေါင်းမှုတွေနဲ့ပြည့်နေနေပြီးသူမရဲ့အကောင်းမြင်စိတ်နဲ့ရဲရဲမှုကိုပြသခဲ့ပါရည်။အင်တာနက်ပေါ်မှာရှိတဲ့သူမရဲ့ယူသားမှုအပြုသဘောဆောင်တဲ့စိတ်ထားတွေကြောင့်သူမဟာတန်ပေါင်းများစွာသောလူတွေရဲ့အာရုံစိုက်မှုကိုလည်းရရှိခဲ့ပါသေးတယ်။ ဒါရီမကသေးပါဘူးအခုလိုမျိုးရှားပါယောဂဇန်ကိုခံစားနေရတဲ့သူမဟာဒီယောဂနဲ့ပတ်သက်ပြီးလဲလူတွေကိုအသိပညာပေးခဲ့ပါတယ်သူမဟာ HGPS လို့ခေါ်တဲ့အသက်ကြီးမြင့်တဲ့ယောဂနဲ့ပတ်သက်တဲ့အသိပညာပေးလှုံ့ရှားမှုတွေမှာ တက်တက်ကြွကြွပါဝင်ခဲ့ပြီးတော့ဒီယောဂကိုခံစားနေရတဲ့သူတွေအတွက်အားပေးစကားတွေလည်းပြောကြားခဲ့ပါတယ်သူမရဲ့ကြိုးစားမှုတွေကြောင့်ဒီ HGPS ယောဂအကြောင်းကိုလည်းကမ္ဘာကပိုတည်သွားခဲ့ပြီးယောဂကိုသုတေသနပြုလုပ်ဖို့အတွက်လည်းအထောက်အကူတွေအများကြီးဖြစ်စေခဲ့ပါတယ်စိတ်မကောင်းစွာနဲ့ပဲ Dialia Rose ဆိုတဲ့ကောင်မလေးဟာ အသက်73နှစ်အရွယ်မှာပဲကွယ်လွန်အနေအဆရောက်သွားခဲ့ပါတယ်။နောက်ပြီးဒီကောင်မလေးလိုပဲရှားပါယောဂါကြီးခံစားနေရတဲ့ကလေးငယ်တွေလည်းအများကြီးရှိပါတယ်။သူတို့တွေဟာယောဂရဲ့တန်ကိုခံစားရပေမဲ့ဘဝကိုပျော်ရွှင်စွာဖျက်သန်းမှုပဲကြိုးစားနေကြသူတွေပါ။သူတို့တွေဟာလူအဖွဲ့အစည်းအားပေးမှုနဲ့ပံ့ပိုးမှုတွေကိုအများကြီးလိုအပ်ကြပါတယ်။လူတိုင်းဟာအားနည်းချက်တွေနဲ့မွေးဖွားလာကြပါတယ်။တချို့လူတွေအတွက်တော့ဒီအားနည်းချက်တွေဟာသိတာထင်ရှားပြီးတော့တချို့အတွက်တော့မမြင်နိုင်ကြပါဘူး။ ဒါပေမဲ့အားနည်းချက်တွေကြောင့်ဘယ်သူ့ကိုမှခွဲခြားဆက်ဆံခြင်းလည်းမပြုသင့်ပါဘူး။လူသားချင်းစာနာထောက်ထားခြင်းနဲ့မေတ္တာပါသာကျွန်တော်တို့ရဲ့ကမ္ဘာကြီးကိုပုံမူလာပါစေမှာပါ။ဒါကြောင့်မလို့ရှားပါးယောဂခံစားနေရတဲ့ကလေးတွေကိုနားလည်စာနာပေးကြဖို့နဲ့သူတို့ရဲ့အိမ်မက်တွေကိုအားပေးထောက်ခံပေးကြဖို့လည်းတိုက်တွန်းပါရစေ။ဒီအဒလီယာရိုးဆိုတဲ့ကောင်မလေးဟာသူ့မှာပါလာတဲ့ရှားပါးယောဂကိုတော့မှလုံးဝကယူမဆိုင်ဖိနဲ့ဒီယောဂကိုခံစားနေရင်လည်းပဲသူနဲ့အခြားသောခံစားနေရတဲ့ထူးခြားကလေးငယ်တွေကိုအများကြီးအထောက်အပံ့ဖြစ်စေခဲ့တာဖြစ်ပါလေ။ကျွန်တော်တို့အနေနဲ့သူ့ကိုအတူယူပြီးကိုက ပြီးပြည့်စုံကောင်းမွန်နေအောင်မှတခြားသူတွေကိုထောက်ပံ့အားပေးပြီးအကူအညီပေးဖို့အတွက်လိုအပ်ပါတယ်။နောက်ပြီးတော့အခုလိုမျိုးထူးခြားယောဂခံစားနေရတဲ့သူတွေဟာလည်းပဲဒါမှလူတွေလိုပဲပျော်ရွှင်စွာနေထိုင်ခွင့်ရရှိဖို့အတွက်လိုအပ်ပါတယ်။ဒီနေ့စီစဉ်လေးကတော့ဒီလောက်ပါပဲ။နောက်ထပ်လည်း Youth Entertainment ကနေပြီးအခုလိုမျိုးစိတ်ဝင်စားစရာကောင်းပြီးတော့ထူးခြားတဲ့အကြောင်းအရာတွေကိုရှင်းပြတင်ဆက်ပေးပါဦးမယ်။အဆုံးထိကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။